11 Media Group ရဲ့မုံရမျိုးအခြေဆိုင်သတင်းတောက်ကိုဆိုမိုတွန်လုံးကျန်တက်ဖြတ်ခံရမှုကိုအမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးနိုင်မှုအတွက်ဒီဇင်ဘာလ22ရက်နေ့ညနေ9:00အချိန်က မုံရမျိုးရွှေစည်းကုန်းဖျားမှာစူတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီစူတောင်းပွဲကိုမုံရမျိုးရှိသတင်းမီဒီယာများမိသားစုဝင်များလွှတ်တော်ကိုယ်စားလှယ်များကြောင်းသားကြောင်းသူများမိတ်ဆွေများအဆရှိရဲ့ကိုစိုးမို့ထွန်းကိုချစ်ခင်လေးစားတမိုးထားသူတွေတက်ရောက်ခဲ့ကြပါတယ်။စူတောင်းပွဲပြုလုပ်ရတာနဲ့ပတ်သက်ပြီးမုံရမျိုးကန်သတင်းတောက်တူကအခုလိုပြောကြားပါတယ်။ဖို့ကန်ပဲတယောက်လောက်ကျန်တပ်ဖြတ်ခံရလို့မခံစားရတယ်ဆိုတာထက်ကျော်တို့မုံဝါမျိုးပေါ်မှာအခုလိုသူတယောက်ကိုပေါ်တော့ဟိုတတ်သွားတယ်သူတတ်မှုပါ။ အချိန်ချင်းခါခါဖြစ်တယ်ဖြစ်သမျှလူသားမှုတွေကိုလည်းတရားခံအစ်မံပေါ်ပေါက်တယ်ဆိုတာနည်းတယ်2014ခုနှစ်ဇူလိုင်လ16ရက်နေ့ကမနက်ပိုင်းမှာလူသားမှုတစ်ချိန်တွေ့ရတယ်ညနေပိုင်းမှာလူသားမှုတစ်ချိန်တွေ့ရတယ်အဲ့ဒီလူသားမှုနှစ်ချိန်တရားထက်နှစ်ချိန်ဖြစ်တယ်ဒီနေ့ချစ်တိုင်အောင်အမှုမှာမပေါ်ပေါက်ခဲ့သေးဘူးနောက်ချယ်ရီတဲကောကမှဖြစ်သွားတဲ့လူသားမှုဒီနေ့ချစ်တိုင်အောင် တရားခံကိုလဲရမဖန်ဆင်းနိုင်သေးဘူးဆိုတဲ့အခါမှာလူလူတယောက်ရဲ့အသက်ကိုလွယ်လွယ်ကူကူလေးတက်ဖြတ်သွားကြတဲ့ဒုစိတ်သမားတွေကကျွန်တော်တို့နယ်ပယ်မောဟနယ်ပယ်ထဲမှာအများကြီးကြံနေသေးရဲ့ဆိုတော့ဒါထင်ရှားတယ်နောက်တစ်ချက်ကကိုစိုးမိုးကိုသတင်းတော်မှန်သိပါလေရဲ့နဲ့အခုလိုလောက်ကြံတက်ဖြတ်တယ်လို့ကျွန်တော်တို့ကတော့လက်တော်ယုံကြည်လို့ရပါတယ်ကျွန်တော်မောဟမျိုးရဲ့တရားဥပဒေစိုးမိုးရေးကိုဒုစိတ်သမားတွေက ကြောင်ကြကြစိန်ခေါ်လိုက်တယ်လို့ကျွန်တော်တို့ခန်းစားပါတယ်။လောက်ကျန်တက်ပြတ်ခံခဲ့ရတဲ့မုံရအခြေဆိုင်သတင်းတော်ကိုစိုးမိုးထွန်းရဲ့အမျိုးသမီးဖြစ်သူကလည်းအမှုကိုအမျက်ဆုံးပေါ်စေခြင်းကြောင့်အမှုကနှောင့်နှေးကြံ့ကြာနေလို့ဆိုရင်တဖြည်းဖြည်းနဲ့ပြောက်ွယ်သွားမှာကိုလည်းကြောက်မိတယ်လို့ပြောကြပါရယ်။11 Media Group ရဲ့မုံရမျိုးအခြေဆိုင်သတင်းတော်ကိုစိုးမိုးထွန်းဟာဒီဇင်ဘာလ23ရက်နေ့နနက်7:20မိနစ်အချိန်မှာမုံရမျိုးအောင်ချမ်းသာရပ်ကွက်ပြည်အောင်စုလမ်းပေးမှာဥကောက်ထိတ်ကွဲပြဲတံရနှစ်ချက် ဝဲမြက်ကုန်းကွက်ပြဲတံရတချက်မျက်နှာဖူးရောင်တံရတွေနဲ့အခင်းပြည်ရနေရာမှာမှောက်လျက်တည်ဆုံနေတာကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီဖြစ်စဉ်ကိုအမှုကြီးလူတက်မှုအမှတ်စဉ်တဆင်မြေဆောင်2016ဘာ1564မြေဆောင်2016ရစသက်ကြီးပုံမှန်တော်အနေနဲ့အမှုဖွင့်ကစစ်ဆေးလျက်ရှိတာဖြစ်ပါတယ် လက်ရှိအချိန်မှာ11 Media Group ရဲ့မုံရအခြေဆိုင်သတင်းတော်ကိုစိုးမွတ်တွန်လှုပ်ကြံတက်ပြတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး KTV ဆိုင်တဆိုင်မှာမန်နေဂျာတအုပ်နဲ့ဝန်ထမ်းတအုပ်တို့ကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပြီးအမှုနဲ့ပတ်သက်တဲ့မတင်ငါသူတွေကိုထပ်မံဖမ်းဆီးနိုင်မှုစုံစမ်းစစ်ဆေးမှုတွေထပ်မံပြုလုပ်နေတယ်လို့သိရပါဗျာ။